ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအားလုံးသိရှိပြီးကြတဲ့အတိုင်းကျွန်တော်တို့ရဲ့ USMD အမျိုးသမီးလက်ရွေးစင်အသင်းဟာအာရှဖလားခြေစစ်ပွဲကိုအောင်မြင်ပြီးနောက်တဆင့်ကိုတက်ရောက်သွားပြီဖြစ်ပါတယ်လက်ရှိအချိန်မှာတော့ခြေစစ်ပွဲအောင်မြင်တဲ့အသင်းရှစ်သင်းနဲ့အသီးသီးပေါ်ထွက်လာပြီဖြစ်ပါတယ်အဲ့ဒီအသင်းတွေကိုဖော်ပြပေးရမယ်ဆိုရင်တော့ Australia, Vietnam, Philippines, တရုတ်ထိုင်းပင်း Thailand, Myanmar, India နဲ့ Lebanon အသင်းတို့ဖြစ်ပါတယ်။ဒီအသင်း၈သင်းဟာအသက်ဆောင်နေတဲ့အင်ရှင်တရုတ် ပြီးခဲ့တဲ့နှစ်ကချန်ပီယံမြောက်ကိုရီးယားဒုတိယဖြစ်တဲ့ဂျပန်တတိယရရှိခဲ့တဲ့တောင်ကိုရီးယားတို့နဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ဒီအသင်း၁၂သင်းဟာအောက်စုမဲခွဲပွဲကိုတော့မလေးရှားနိုင်ငံမှာပြုလုပ်မယ်လို့သိရှိရပါတယ်။အောက်စု၃စုခွဲကကျင်းပမှာဖြစ်ပြီးအောက်စုပထမဒုတိယအသင်းတွေပြင်အကောင်းဆုံးအောက်စုတတိယရတဲ့အသင်း၂သင်းစုစုပေါင်း၈သင်းဟာ quarter final ကို တက်ရောက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်အောက်စုကြော်ဖြတ်နိုင်ဖို့ဆိုတာ အသင်းတိုင်းအတွက်အရန်မခတ်ခဲပဲမျှော်လင့်ချက်ကိုစီရှိနေတာဖြစ်ပါတယ်ဒီနေရာမှာဖြစ်နိုင်ခြေရှိတဲ့ကျွန်တော်ရဲ့ထင်မြင်ယူဆချက်တစ်ခုကိုလည်းတင်ပြလိုပါတယ်အဲ့ဒါကတော့အကယ်၍သာမဲဦးတတ်မှတ်ချက်ဟာကမ္ဘာအဆင့်တတ်မှတ်ချက်အတိုင်းကွာဟမှုတိတ်မရှိဘူးဆိုရင်တော့မဲဦးနံပါတ်1မှာအင်ရှင်တရုတ်လက်ရှိချန်ပီယံမြောက်ကိုရီးယားဒုတိယရဂျပန်အသင်းတို့ပါဝင်လာပဲရှိနေပါတယ်ဒုတိယမဲအိုမှာတောင်ကိုရီးယား၊ဩစတြေးလျနဲ့ဗီယက်နမ်တို့ဖြစ်နိုင်ခြေရှိပါတယ်။တတိယမဲအိုမှာတော့ ဖိလစ်ပိုင်တရုတ်ထိုင်းပင်နဲ့ထိုင်းတို့ဖြစ်နိုင်ပွဲရှိနေပါတယ်။နောက်ဆုံးမဲအိုးမှာတော့မြန်မာအိန္ဒိယနဲ့လဗနွန်တို့ရှိနေနိုင်ပါတယ်။ဒါကတော့အဆင့်သတ်မှတ်ချက်နဲ့ခွဲမယ်ဆိုရင်ဖြစ်ပါတယ်။ဒါကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ကျင်းသေးတာကတော့ကျွန်တော်တို့ရင်ဆိုင်ရမယ့်အသင်းတွေဟာအင်အားကြီးအသင်းတွေဖြစ်တာကြောင့်အတွေ့အကြုံများစွာရရှိမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အသင်းအနေနဲ့လည်း2026 AP လာထဲမှာကစားရမှာမှုပြင်ဆင်ချိန်များစွာရှိနေပါသေးတယ်။ ဂျပန်နီးပြလက်ထက်မှာတိုးတက်လာတဲ့ဒီအသင်းကိုထောက်ပံ့မှုကောင်းကောင်းနဲ့တွန်းတင်ပေးနိုင်မယ်ဆိုရင်တော့နာဂတ်မှာထွန်းတောက်လာမယ်လို့ယုံကြည်မျှော်လင့်မိပါတယ်။အားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။